တအောင်းပလောင်တွေစိတ်မရှုံးပါဘူးတကယ်တမ်းရှုံးနေတာကတော်လန်ရေးလို့ခေါ်တဲ့နိုင်ငံရေးစိတ်ကူးတစ်ခုလုံးပဲဖြစ်ပါတယ်မြင်နေရတဲ့အဖြစ်မှန်က TNA အားနောက်ချိုကြောင့်ပဲတိပေါ်လာရှိုးမဟာဗျူဟာကြတဲ့မျိုးတွေကနေပြန်ပြီးတော့ဆုတ်ခွာပေးလိုက်ရတဲ့မြင်ကွင်းဖြစ်ပါတယ်လူများစုကဒါကိုတရုတ်ရဲ့ဖိအားဝါရပန်ပုံမှုတွေရက်ဆိုင်သွားတာဒါမှမဟုတ်ရုရှားတရုတ်အကူအညီနဲ့စစ်ကောက်စီရဲ့အင်အားဖြည့်တင်းမှုကိုလက်ညှိုးထိုးကြပါတယ်ဒါတွေအားလုံးဟာအပေါ်ယံအကြောင်းပြချက် တွေကြီးပဲဖြစ်ပါတယ်တကယ်မောင်းနေအားကစေရေးမဟုတ်ပါဘူးနိုင်ငံရေးဖြစ်ပါတယ်တအောင်ကီထူထောင်ရေးအချိန်ရလာတာနဲ့အမြအခြားတိုင်းရင်းသားနိုင်ငံရေးအတိုင်းဝိုင်းတွေအထူးသဖြင့်ရှမ်းနဲ့ကချင်တွေရဲ့မဟာလူမျိုးကြီးအစွဲတွေချက်ချင်းကိုပဲနိုးထလာတာဖြစ်ပါတယ်ရှမ်းမြောက်တစ်ခုထဲမှာဖြစ်နေတာမဟုတ်ပါဘူးဒါဟာမြမတော်လန်ရေးရဲ့အကြီးမားဆုံးသောမတိစိတ်အခန့်တစ်ခုလည်းဖြစ်ပါတယ်ဒါဟာ real politics ပဲ ပါဇက်ကဖက်ဒရယ်ဒန်းတူရေးကိုပိုင်ပြထားခွင့်တွေကြွေးကြော်နေပြီမဲ့လက်တွေ့မှာတော့ငါနဲ့မြေအတွဲမှာတော့အခြားလူမျိုးကိုပြည်နယ်ပေးဖို့ဘသူမှအဆင်သင့်မဖြစ်သေးပါဘူး။ကချင်ကရှမ်းနီကိုအတိမတ်မပြုတ်ပါဘူး။ရှမ်းကပအုပ်ပလောင်ဝါတို့ကိုလက်မခံပါဘူး။ကရင်နီကကရမ်းကိုမလိုလားပါဘူး။ချင်းအချင်းချင်းတောင်မှပဲကိုပိုင်ပြန်ထန်းခွင့်သဘောတူညီမှုမရနိုင်သေးပါဘူး။ဒီတော်လိုင်းရေးမှာပါဇက်ကတော့ဖက်ဒရယ်ဆိုပြီးကြွေးကြော်နေပြီမဲ့လက်တွေ့မှာတော့ အာနာဖဝေကျင်သုံးလူစိတ်ဘသူစီမမအစင်တင်မဖြစ်သေးပါဘူးဒီကြားထဲကနေပြီးတော့ဆက်ကောက်စီကအဲ့ဒီအချက်ကိုအတော့ချပြီးကိုပိုင်အုတ်ချုပ်ခွင့်ရဒေတာဆိုတဲ့အယူတုပြစ်ပေးပြီးတော့အားလုံးကိုတတ်ရှုအုတ်ချုပ်သွားတာပဲဖြစ်ပါတယ်ဒါကြောင့် TNA ရဲ့တကယ်ပြိုင်ဖက်ဟာဆက်ကောက်စီတခုတည်းမဟုတ်ပါဘူးသူတို့ရဲ့မဟာမိတ်ဖြစ်တဲ့သူတွေရဲ့နေမြေပိုင်ဆိုင်မှုအတ္တပါပါဝင်နေတာဖြစ်ပါတယ်အဲ့ဒီမောင်းနေအားရဲ့ဒါရိုက်တက်ရောက်မှုဟာလည်းရှင်းပါတယ် စစ်ကောက်စီဟာစေရေးအယအပိတ္တအနိုင်မရရင်တောင်မှပဲနိုင်ငံရေးရဘယ်တော့မှမရှုံးနိုင်တဲ့အခြေအနေကိုရောက်သွားတာဖြစ်ပါတယ်။တော်လိုက်အင်အားစုတွေဟာရန်သူကိုတိုက်နေရတာထက် အချင်းချင်းရဲ့ဖြစ်တည်မှုကိုချိန်ညှိနေရတာလည်းပဲအခြေကုံနေတာဖြစ်ပါတယ်။ဒါဟာ political deadlock နိုင်ငံရေးတော့ခလောက်ဖြစ်ပြီးတော့စစ်ကောက်စီအတွက်အကောင်းဆုံးအောက်ဆီဂျင်နဲ့ဖြစ်နေပါတယ်။ဒါဆိုရင် ရှေ့ဆက်ပါဖြစ်မလဲ။ရှေ့ဆက်စစ်ကောက်စီရဲ့စစ်ကြောင်းတွေကိုကျွန်တော်တို့စောင့်ကြည့်ကြမလို့တော့ပါဘူး။ ဒေါ်လာရေးအင်အားစုတွေအချင်းချင်းကြားမှာနိုင်ငံရေးသဘောတူညီမှုထွက်ပေါ်လာဖို့ကိုပဲစောင့်ကြည့်ဖို့လိုပါတယ်။တအားမျိုးတွေကနေပြီးတော့ပြန်ဆုတ်လိုက်တာဟာသူတို့ရဲ့စီးလုံးညီညွတ်မှုဆိုတဲ့အဓိကအင်အားကိုပြန်လည်စုစည်းဖို့အချိန်ဝယ်တာတသက်ပဲဖြစ်ပါတယ်။တိုင်းတာလက်နက်ကိုင်အဖွဲ့ကြီးတခုဟာသူ့နဲ့မြေလို့တတ်မှတ်ထားတဲ့မြေပေါ်မှာအခြားလူမျိုးစုငယ်တခုရဲ့ကိုပိုင်ပြထားခွင့်ကိုလက်တွေ့အတိမတ်ပြုတဲ့ပထမဦးဆုံးကြေညာချက် ထွက်လာမလားဆိုတာကိုပဲစောင့်ကြည့်ဖို့လိုပါတယ်။အဲ့ဒီကြေညာချက်မထွက်လာသေးသမျှကာလပတ်လုံးအဲ့ဒီမဟာလူမျိုးကြီးအစိတ်အခန့်တွေကိုမဖြည့်ရှင်းနိုင်သေး၍တော်လာရေးခအောင်မြင်မှုနဲ့ဝေးနေအောင်မှာပဲဖြစ်ပါတယ်။အနည်းချုပ်ရရင်တအောင်းတွေစေရေးအရရှုံးတာမဟုတ်ဘူး။တော်လိုက်အတွင်းမှာပဲကိန်းဝတ်နေတဲ့အာနာခွဲဝဲမှုပฏิပခါဆိုတဲ့နိုင်ငံရေးမောင်းနေအားကြောင့်နောက်ဆုတ်ခဲ့ရတာပဲဖြစ်တယ် ဒါဟာစစ်ကောက်စီကိုမတော်လာခဲ့ကိုအချင်းချင်းကြားကနိုင်ငံရေးစိတ်အခန့်တွေကိုအရင်တော်လာဖို့လိုအပ်နေပြီဆိုတော့အဒီပိချက်လည်းဖြစ်ပါတယ်မဟုတ်ရင်နောက်6လအကြာမှာတိတောက်တဲ့အခြေအနေတွေတွေ့ရမှာဖြစ်ပါတယ်မြန်မာပြည်သူတွေအတွက်ကိုယ်တိုင်ပဲ rethinking ပြန်လည်ဆန်းစစ်ဖို့လိုပါတယ်ကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့စဉ်းစားချက်ကိုယ့်ခံယူချက်တွေကိုပြန်လည်ပြီးတော့ဆန်းစစ်ဖို့လိုပါတယ်ကိုယ့်လူမျိုးမဟုတ်တဲ့အခြားတိုင်းရင်းသားတယောက်ရဲ့နိုင်ငံရေးရည်မှန်းချက်ဥပမာတအောင်းပြည်နယ်ရှမ်းနေပြည်နယ် ဓနုပြည်နဲ့ကြာလာရတဲ့အခါမှာကိုယ်စိတ်ထဲမှာပထမဥစုပ်ပေါ်လာတဲ့ခံစားမှုနဲ့အမြင်ကိုပြန်ပုတ်ဖို့ကြည့်ပါခဏရက်ပြီးတော့ပြန်ဆန်းစစ်ကြည့်ပါအဲ့ဒီအမြင်ဟာဒန်တို့ရေးပေါ်အခြေခံသလားဒါမှမဟုတ်ရင်ကိုယ်တိုင်ကဘာမှမသိလိုက်ဘဲနဲ့ခံဆွဲထားတဲ့မဟာလူမျိုးကြီးအမွေဆိုအပေါ်ကိုအခြေခံနေသလားဆိုတာကိုယူသားစွာနဲ့သုံးသပ်ဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီမတ်ချက်ကတကယ် ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ရမှာစစ်ခေါစီကလုပ်ရမှာမဟုတ်ပါဘူးကျွန်တော်တို့ပြည်သူတွေရဲ့စိတ်ကပဲဖြစ်နေတာတွေကိုပြန်ပြီးတော့ဆန်းစစ်ဖို့လိုတာပါဆိုလိုချင်တာကကိုယ့်အမားကိုကိုယ်တိုင်မမြင်နိုင်သေးတဲ့မြတ်ကာလပတ်လုံးရန်သူဟာအမြဲတမ်းအနာရနေမှာဖြစ်လို့ပါပဲ။